ဒီမျိုးသမီးဟာသူမတို့မတိုးဝတ်နဲ့ဈေးကြီးလာတဲ့ကာဝင်ကိုအလုတ်တင်ကောင်မလေးကသူ့အတွက်ပဲကိုရိုင်းချုပ်ထားတယ်လို့မျိုးဝတ်ထားတာမြင်ရတော့အယံကိုအံ့ဩသွားပါတယ်။ဒါပေမဲ့သူမသိသေးတဲ့အချက်ကတော့သူအထင်သေးနေတဲ့ဒီအလုတ်တင်ကောင်မလေးဟာတကယ်တမ်းကျတော့ CEO ရဲ့ဇနီးအစ်ဖြစ်နေတာပါပဲ။ဇလန်အစကတော့ CEO ရဲ့အဖွားရုပ်တရက်နေမကောင်းဖြစ်တာကစခဲ့တာပါ။ CEO လည်းအဖွားကိုတွားကြည့်ဖို့ပြန်သွားရပါတယ်။သူကသူ့ဇနီးကိုခဏတာကုမ္ပဏီကိစ္စတွေလာပြီးစီမံခန့်ခွဲခိုင်းခဲ့ပါတယ်။ပြီးတော့သူ့ ညီလေးကိုလည်းနိုင်ငံသားကနေအကူအညီပေးဖို့ပြန်ခေါ်ခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲ CEO ရဲ့ဇနီးကကုမ္ပဏီကိုအလုလာလုပ်ရင်းအဲ့ဒီအမျိုးသမီးကိုမတော်တဆတိုက်မိရာကနေအမျိုးသမီးကင်ထားတဲ့အချိုကြီးက CEO ရဲ့ဇနီးဝတ်ထားတဲ့ပုံဝါ scarf ပေါ်အကုန်ဖိတ်ဆင်သွားပါတယ်။ CEO ရဲ့ဇနီးကအကြိမ်ကြိမ်တောင်းပန်ပြီးသူ့ပုံဝါကိုရော်ကြီးအနေနဲ့ပေးလိုက်ပါတယ်။ကုမ္ပဏီထဲမှာဝန်ထမ်းတစုကတော့သတင်းကြားပြသမှုလို့ဓာတ်လေကားနာမှာ CEO ရဲ့ဇနီးကိုကြိုဆိုဖို့စောင့်နေကြပါတယ်။ဓာတ်လေကားတကားပွင့်လာတော့ CEO ရဲ့ဇနီးနဲ့အချိုရီဖိတ်စင်ခံရတဲ့အမျိုးသမီးတို့နှစ်ယောက်အတူတူထွက်လာပါတယ်။အမျိုးသမီးကဒီဇိုင်းနာဘဝကိုပတ်ထားတာမြင်တော့ဝန်ထမ်းတွေကသူပဲ CEO ရဲ့ဇနီးဖြစ်ရမယ်ဆိုပြီးချက်ချင်းထင်မှတ်လိုက်ကြပါတယ်။အားလုံးကဝမ်းသာအားရနဲ့ကြိုဆိုပါတယ်။ဥက္ကဋ္ဌကတော့လို့နှုတ်ဆက်ကြတာပေါ့။ဒီအမျိုးသမီးခဏလာကြောင်းသွားပေမဲ့ချက်ချင်းပဲချိတ်ပြုံးလိုက်ပါတယ်။သူ့အဖေကကုမ္ပဏီရဲ့ကားကိုတောင်ပြင်ဆင်ရေးသမားပဲ။အမေကလည်းတန်ရှင်းရေးဝန်ထမ်းမှာသူကတွေးပါတယ်။ သူမိဘတွေကိုလာတွေ့လုံက CEO ရဲ့မျက်စိတဲတစ်ခါတလေများဝင်သွားလို့များအလုပ်တင်အဖြစ်ဒီကိုရောက်လာလာလာပေါ့ဒါကြောင့်သူကလည်းဒီထင်လွှဲမှမှုကိုညှင်းဆုံမနေတော့ပဲဆက်ဖြစ်ခွင့်ပေးလိုက်ပါတယ်ဝန်ထမ်းတွေရဲ့လေးစားအားကျတဲ့အကြည့်တွေဝင့်ရမှုနဲ့အတူသူဟာသူ့ပိုင်ဆိုင်တလူမျိုး CEO ရဲ့ရုံးခန်းထဲကိုဝင်သွားခဲ့ပါတယ် CEO ရဲ့ဇနီးကတော့ဘေးကနေဒါရီကုံကြည့်ပြီးဒီ CEO ကလူရွေးတက်ကိုမရွေးတက်ပါလားဒီဝန်ထမ်းတွေကလိမ့်လေသူတယောက်ကိုငါအစားမသွားတာပဲသူ့အတွက်ဒီအိမ် ကိုတန်ရှင်းရေးလုပ်ပေးဖို့လိုနေပြီထင်ပါတယ်လို့စိတ်ထဲကနေတွေးလိုက်ပါတယ်။တစ်ချိန်ထဲမှာပဲ CEO ရဲ့ညီငယ်ကလည်းအဖြစ်အပျက်တစ်ခုလုံးကိုလှုပ်ဝက်စွာမြင်တွေ့လိုက်ရပါတယ်။သူက CEO ကိုဖုံးဆက်ပြီးဒီမိမကတန်ဖိုးမရှိတဲ့ပုံပဲခင်ဗျားနဲ့လုံးဝမတန်ပါဘူးလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ CEO ကသူ့ညီကအဲ့ဒီအမျိုးသမီးကိုသူ့ဇနီးအစ်စ်နဲ့မနိုင်မမသိပဲငါမိမအကြောင်းမကောင်းမပြောပါနဲ့ဆိုပြီးပြက်ပြက်တတတတိပေးလိုက်ပါတယ်။ပြီးတော့မနဲ့ဖြန်ညာထုတ်ကုန်မိတ်ဆက်ပွဲကိုသူ့အချဒေမီပြန်မရောက်နိုင်ပါဘူးသူဇနီးကိုပဲသူကိုစားမိန်ကုံးပြောခိုင်းပါလို့ညီဖြစ်သူကိုပြောခဲ့ပါတယ်ညီဖြစ်သူကဖုံးချလိုက်ပြီးခေါင်းခိုင်ရင်တွေးလိုက်ပါတယ် ဒီမိမသားစင်ပေါ်တက်ရင်ကုမ္ပဏီတစ်ခုလုံးကိုမျက်နှာပြက်စေလိမ့်မယ်လို့နောက်ပိုင်းမှာအဲ့ဒီအမျိုးသမီးက CEO ရဲ့ရုံးခန်းကိုသွားတော့မျက်နှာမသားမှုစနစ် facial recognition နဲ့မှဝင်လို့ရတာကိုတွေ့ရပါတယ်။ဘာလို့ရမှန်းမသိဖြစ်နေတော့ CEO ရဲ့ဇနီးကရှောက်လာပြီးဝန်ထမ်းတွေကိုပြောလိုက်ပါတယ်။ CEO ကသူ့ဇနီးရဲ့မျက်နှာကိုပဲစနစ်ထဲထည့်ထားတာဒါကြောင့်ဒီမျိုးသမီးကတကားဖွင့်လို့မရတာပါသူကဥက္ကဋ္ဌကတော့အစ်စ်မဟုတ်ပါဘူးလို့ပြီးတော့သူကိုယ်တိုင်တကားရှိမှသွားရက်လိုက်ပါတယ်တကယ်ပဲမျက်နှာမှတ်သားမှုကအောင်မြင်ပြီးတကားကအလိုလျောက်ပွင့်သွားပါတယ်ဒါပေမဲ့ဝန်ထမ်းတွေအံ့အားမသင့်ခင်မှာပဲတကားကိုအတွင်းကနေတွန်းဖွင့်လိုက်ပါတယ် CEO ရဲ့ညီလေးထွက်လာတာပါအဲ့ဒီအမျိုးသမီးကလျင်မြန်စွာပဲဒါကြောင့်တကားဖွင့်တာ CEO ရဲ့ညီကအတွင်းကနေဖွင့်ပေးလိုက်တာကိုလို့ အတန်ပြုတ်လိုက်ပါတယ်ဒါပေမဲ့အားလုံးကမျက်နှာမှတ်သားမှုအောင်မြင်တာကိုရှင်းရှင်းလင်းလင်းမြင်လိုက်ကြရတာပါအမျိုးသမီးကတော့အတွေ့စိတ်ထဲတဖြည်းဖြည်းချွေးပြန်လာပါပြီ CEO ရဲ့ညီကသူ့ကိုမိန်ကုံးမူကြမ်းတစ်ခုပေးရင်မနှက်ဖြန်ရမှာ CEO ကိုစားသူကပဲစင်ပေါ်ကနေမိန်ကုံးပြောရမယ်လို့ပြောလိုက်ပါတယ်ပြီးတော့ CEO ကသူ့အတွက်ကိုတိုင်းချုပ်ကားဝင်မထားကြောင်းနဲ့ဒီနေ့နေ့လယ်မှာဒီဇိုင်နာစီကတွားယူခိုင်းကြောင်းလဲပြောပြပါတယ်ဘေးနားကဝန်ထမ်းတစ်ယောက်ကမနာလိုစွာနဲ့ ဲ့ဒီဒီဇိုင်နာကအရန်နာမည်ကြီးတာဒီကာဝန်ကအရန်လာမှာတေးချပါတယ်ကျုပ်တို့ကလိုက်ခဲခွင့်ပြုပါဦးမြင်ဘူးချင်လို့ပါလို့ပြောပါတယ်အမျိုးသမီးကလည်းထောင်လာချင်စိတ်နဲ့ချက်ချင်းပဲသဘောတူလိုက်ပါတယ် CEO ရဲ့ဇနီးကသူ့ရဲ့မမာနထောင်လာတဲ့အမှုအရာကိုချီရင်တိတ်တိတ်လေးရေလိုက်ပါတယ်ပြီးတော့ CEO ကိုဗီဒီယိုခေါ်ပြီးသူ့အတွက်မှာထားတဲ့ကာဝန်ကိုပတ်စံမရှင်းဖို့ပြောလိုက်ပါတယ်သူကိုယ်တိုင်စမ်းဝတ်ပြီးကိုယ်ပတ်စံနဲ့ကိုရှင်းကျင်တယ်လို့ပြောတာပေါ့နေ့လေရောက် တော့အမျိုးသမီးကဝန်ထမ်းအုပ်စုလိုက်ကိုဒီဇိုင်နာစတူဒီယိုကိုခေါ်သွားပါတယ်ဒီဇိုင်နာရဲ့လက်ထောက်ကတကယ်ကိုလှပတဲ့ကောင်းဝင်တစ်ထည်ကိုယူလာပြပါတယ်ဝန်ထမ်းတွေကအရန်လှတယ်လို့အော်ဟစ်ပြီးအဲ့ဒီအမျိုးသမီးကိုချက်ချင်းစမ်းဝတ်ဖို့တိုက်တွန်းကြပါတယ်ဒါပေမဲ့ဒီဇိုင်နာကဒီကောင်းဝင်ကို CEO ရဲ့ဇနီးရဲ့ကိုရင်းတိုင်းပဲအထူးချုပ်ထားတာလို့ပြောလိုက်ပါတယ်အမျိုးသမီးကကြိလိုက်တာနဲ့သူလုံးဝဝတ်လို့ရမှာမဟုတ်ပါဘူးဆိုတာသိလိုက်ရပါတယ်အဲ့ဒီခိုက်တက်မှာပဲ CEO ရဲ့ဇနီးဖြစ်နေတာဟာသူ့ရဲ့စိတ် ူးယင်မှုတသက်တာဖြစ်ကြောင်းသူနောက်ဆုံးတော့သဘောပေါက်သွားပါတယ်ဒါပေမဲ့ဒီလောက်ကြာအောင်ချိနှောက်ခံထားရတော့လေအခုချက်ချင်းအရှုံးမပေးချင်ပါဘူးသူကဒီဆိုင်ထဲကပစ္စည်းတွေတဲကကိုကြိုက်တာတစ်ခုစီရွေးကြငါဖက်ကအဲ့ခံတာပါလို့ဝန်ထမ်းတွေကပြောလိုက်ပါတယ်ဝန်ထမ်းတွေလည်းဝမ်းသာအားရနဲ့တစ်ခုစီရွေးပြီးဆန်းဝစ်ကြတာပေါ့ CEO ရဲ့ဇနီးကအဲ့ဒါတွေကိုကြည်ရင်ပြုံးပြီးပြောလိုက်ပါတယ် ဒီထဲကအဝတ်စားတစ်ထည်စီရဲ့တန်ဖိုးကအနည်းဆုံးဒေါ်လာတန်းချီတယ်နော်တကယ်ပေးချင်တာပေးချပါလေလားလို့အဲ့ဒီအမျိုးသမီးက CEO ကသူ့ဇနီးအတွက်မှာထားတဲ့အဝတ်စားကိုပတ်စံမရှင်းပဲထားခဲ့မှာမဟုတ်ဘူးလို့ယုံကြည်နေပါတယ်ဒါကြောင့်ဒီဇိုင်နာက CEO ကိုပဲတိုက်ရိုက်ကောက်ခံလို့ရပါတယ်လို့မာနာကြီးစွာပြောလိုက်ပါတယ်ဒါပေမဲ့ဒီဇိုင်နာကပြပြလေးပဲပြန်ပြောပါတယ် CEO ကဒီနေ့နေ့လယ်မှာအမျိုးသမီးကိုယ်တိုင်ပေးချေဖို့တိတိကျကျမှထားပါတယ်တဲ့ဒီပစ္စည်းတွေအားလုံးပေါင်းရင်ဒေါ်လာ16တန်းရှိပါတယ်လို့ပြောလိုက်ပါတယ်အမျိုးသမီးထိတ်လန့်သွားပေမဲ့သူ့ credit card ကိုထုတ်ပေးလိုက်ပါတယ်ဒေါ်လာ2000ပဲကျန်တဲ့ကပ်ပါဝန်ထမ်းတွေကကတ်ဆွဲလိုက်တော့ငွေမလုံးတော့ပါဆိုပြီးပြပါတယ်အမျိုးသမီးကစက်ပြတ်တာပဲဖြစ်ရမယ်လို့ညင်းဆိုပြီးတခြားဆက်တွေနဲ့ထက်ကြိုးစားခိုင်းပါတယ်ဘလို့မှမရတော့မှသူ့ကတ်ကတနေ့တာသုံးဆွဲနိုင်တဲ့ပမာဏပြည့်သွားလို့ဖြစ် မယ်ဆိုပြီးစင်ကြေပေးပါတယ်ဒီဇိုင်နာကဝန်ထမ်းတွေကိုသူတို့ဝတ်ထားတဲ့ကာဝန်တွေပြန်ချုပ်ဖို့ပြောတော့ဝန်ထမ်းတွေကညှင်းကြပါတယ်သူတို့ကဒီမျိုးသမီးကပေးမှတေးချတယ်လို့ပြောကြတာပေါ့ဒါပေမဲ့အမျိုးသမီးကသူတို့ကိုချက်ချင်းချုပ်ဖို့အော်ဟစ်ခဲ့ပါတယ်ဝန်ထမ်းတွေလည်းမတက်တာပဲသူတို့ရဲ့အဝတ်ဟောင်းတွေကိုပြန်လဲပြီးဒေါသတကြီးနဲ့အဲ့ဒီအမျိုးသမီးနောက်ကနေလိုက်သွားကြပါတယ်သူတို့ထွက်သွားပြီးနောက်မှာ CEO ရဲ့ဇနီးကသူ့ကတ်ကိုဒီဇိုင်နာကိုပေးပြီးသူ့ရဲ့ကိုရိုင်းချုပ်ကာဝန်အတွက်ပေးချ ဒီလိုက်ပါတယ်ထုတ်ကုန်မိတ်ဆက်ပွဲစတော့မယ် CEO ရဲ့ညီကအဲ့ဒီအမျိုးသမီးကိုဒီပွဲဟာဘလောက်အရေးကြီးကြောင်းသတိပေးဖို့နဲ့အစင်းသင့်ဖြစ်ပြီလားလို့မေးပါတယ်အမျိုးသမီးကမိန်ခွန်းမူကြမ်းကိုဖွင့်ကြည့်လိုက်တော့အကုန်လုံးအင်္ဂလိပ်လိုဖြစ်နေတာကိုမြင်ပြီးတုံ့လောက်သွားပါတယ်တလုံးမှနားမလဲပါဘူးထိတ်လန့်တကြားနဲ့ပိုင်းလာတယ်လို့ဟန်ဆောင်လိုက်ပါတယ်ပွဲမှာ CEO ရဲ့ညီကသူ့ကိုအစင်ပေါ်တက်ဖို့တိုက်တွန်းတော့သူနေမကောင်းဖြစ်နေတယ်ဆိုပြီးချောင်းဆိုးဟန်ဆောင်ပြီးတခုခုစဉ်းစားပေးဖို့ ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲတကားတွေပွင့်လာပြီး CEO ရဲ့ဇနီးကကိုတိုင်းချုပ်ကဝင်ကိုဝတ်ဆင်ပြီးစင်ပေါ်ကိုတက်လာပါတယ်သူကထုတ်ကုန်အကြောင်းကိုကျွမ်းကျင်တဲ့အင်္ဂလိပ်စကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်သူပြီးတဲ့အခါမှာတော့အဲ့တယ်တွေကလက်ခုပ်အောပါပေးပြီးပြည်စုံတဲ့ထုတ်ကုန်မိတ်ဆက်ပွဲဖြစ်ကြောင်းချီးကျူးလိုက်ကြပါတယ်အဲ့ဒီအမျိုးသမီးကတော့ခမ်းမထဲကနေဒေါသတကြီးထွက်လာပါတယ်ဝန်ထမ်းတွေငါ CEO ရဲ့ဇနီးမဟုတ်မှန်းအခုဆိုတိလောက်ရောပေါ့သူတို့ငါ့ကိုတေချာပေါက်ရေကြတော့မှာပဲ လို့တွေးလိုက်ပါတယ်အထင်သေးခံရမှာကိုမလိုလားတာကြောင့်သူတို့ကိုကုမ္ပဏီရဲ့တီးတက်လေလံပွဲကိုလိုက်ပို့ပေးမယ်လို့ဝန်ထမ်းတွေကိုပြောလိုက်ပါတယ်နောက်တော့သူ့အမေက CEO ရဲ့ယုံကန်းကိုတန်ရှင်းရေးလုပ်ဖို့ဝင်ခွင့်ရတာကိုအခွင့်ကောင်းယူပြီးအတွင်းထဲခိုးဝင်ကဖိတ်စာနှဲငယ်ကိုခိုးယူလိုက်ပါတယ်ဝန်ထမ်းတွေကလေလံပွဲဖိတ်စာတွေကိုမြင်ရရင်သူ့ရဲ့ဂုံပုတ်ကိုမမေးခွန်းထုတ်တော့ဘူးလို့သူတွတ်ထားပါတယ်လေလံပွဲမှာ CEO ရဲ့ကိုရေးတွင်းရေးမှုက CEO ကိုတိတ်တိတ်လေးဖုန်းခေါ်ပြီးသူ့ ဇနီးကြိုက်နှစ်သက်တဲ့တရဘူးတစ်ခုထွက်လာပြီဖြစ်ကြောင်းသတင်းပို့ပါရဲ CEO ကဘလောက်ပေးရပေးရဝယ်လိုက်ဖို့ညွှန်ကြားခဲ့ပါတယ်အတွင်းရေးမှုကဒေါ်လာတန်300နဲ့ဈေးဆဆခေါ်လိုက်ပါတယ်ဝန်ထမ်းတွေကအန်အော်ဒကြီးအော်ဟစ်ကြပါတယ်ဒါဟာ CEO ကသူ့ဇနီးကိုလက်ဆောင်ပေးဖို့ဖြစ်ရမယ်လို့ထင်ကြတာပေါ့ CEO ရဲ့ညီကတော့အဲ့ဒီအမျိုးသမီးကိုကြည့်ပြီးသူ့အကိုအတွက်တနာမိပါတယ်ဒီလိုမိမမျိုးကတရဘူးနဲ့မတန်ပါဘူးလို့တွေးမိပါတယ်ပြီးတော့သူ့ဘေးနားက CEO ရဲ့ဇနီးအစ်စ်ကိုကြည့်ပြီးသူ့ အကိုနဲ့တကယ်တမ်းထိုက်တန်တာကဒီအမျိုးသမီးပဲလို့တွေးလိုက်ပါတယ် CEO ရဲ့ညီကဈေးကိုဒေါ်လာတန်၄ရာအထိတင်လိုက်ပါတယ်ဒါပေမဲ့အတွင်းရေးမှုကချက်ချင်းပဲတန်၅ရာကိုထပ်တင်လိုက်ပါတယ်အဲ့ဒီအမျိုးသမီးက CEO ရဲ့ညီကိုလှောင်ပြောင်ပြီး CEO နဲ့မရှင်ပါနဲ့တော့ခဏနေရင်အဲ့ဒီတရဘူကိုငါစီယူလာပေးမှာပါလို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲလေလံပွဲရဲ့တကားတွေပွင့်လာပြီး CEO ကိုယ်တိုင်ဝင်လာပါတော့တယ်